မနေ့က PMCL နောက်ဆုံးပွဲကိုတော့တကယ်ချင်းအများစုအနေနဲ့ကြီးရမယ်ဆိုတာသိကြပါတယ်ချန်ပီယံကတော့တကယ်ချင်းအားလုံးသိတဲ့အတိုင်းပဲကျွန်တော်မြန်မာအသင်းဘာမီစကူလာချန်ပီယံဖြစ်သွားပါတယ် PG ရဲ့နောက်ဆုံးနေ့မှာတွေ့မြင်ခဲ့ရတဲ့ comeback ကြီးကိုကြီးရမယ်ဆိုရင်တော်တော်လေးကိုကြောက်ဖို့ကောင်းပါတယ် position နဲ့လုံးဝ hold လုပ်နိုင်ခဲ့တာမျိုးရှိပါတယ် kill လေးကလည်းအများကြီးကောင်းနိုင်ခဲ့တာမျိုးရှိပါတယ်သူတို့မြန်မာအသင်း BG ရဲ့ကြိုးစားအထောက်အမှုကဉဏ်ဝရိယတွေကြောင့် champion ဖြစ်သွားခဲ့တာမျိုးရှိပါတယ်တခြားသောမြန်မာအသင်းတွေဖြစ်တဲ့ YGGOA TTQWIOF နဲ့ NX2 ကိုကြီးရမယ်ဆိုရင်လည်းသူတို့ဘက်ကနေအကောင်းမှုဆုံးကြိုးစားပြသခဲ့သွားတာမျိုးရှိပါတယ်တိုင်းမဲ့လည်းပြိုင်ပွဲဆိုတော့တိရတဲ့အတိုင်းပဲ champion ကတယောက်ပဲထွက်ပေါ်လာမှာဖြစ်ပါတယ်ဒီမှာ BG ဘက်ကနေ champion ယူပြခဲ့သွားတာမျိုးရှိ ပါတယ်ဒီအတွက်လည်း BGU many many congratulation ပါဗျာဒီမှာ TTQ နဲ့ပတ်သက်ပြီးပြောအောင်မယ်ဆိုရင်မနက်က post တစ်ခုတွေးလိုက်ပါတယ် TTQ team back ကနေ PUBG Mobile လို့နားလိုက်ပြီးဆိုပြီးမှပေါ့ဗျာဒါလည်းစိတ်မကောင်းစရာသတင်းတစ်ခုလို့ပြောလို့ရပါတယ်ဗျာဒီမှာကျွန်တော်ကတော့ဘယ်သူမှ fan ရလို့မဟုတ်ပါဘူးမြန်မာအသင်းတွေကိုအားပေးနေတဲ့ player တယောက်ပဲဖြစ်ပါတယ်ဒီမှာကျွန်တော်ကတော့တခြားနိုင်ငံအသင်းတွေမတင်ပြီးရောကျွန်မြန်မာအသင်းဘယ်အသင်းတက်တက်ဆိုရင်မှကျွန်တော်ပွဲစကလေးကအားပေးလာတာမျိုးရှိပါတယ်ဒါပေမဲ့မနေ့က BG Champion ဖြစ်သွားတော့ comment တွေမှာရှိရမယ်ဆိုရင် negative comment တွေတော်တော်လေးကို ွမြင်ခဲ့ရတာမျိုးရှိပါတယ်မလောက်ကြပါနဲ့ပြ negative comment တွေဒီမှာကိုကြိုက်တဲ့အသင်းကိုလူတိုင်း champion ရစေခြင်းပဲဆိုတာသိကြပါတယ်ဒါပေမဲ့ဒါပြိုင်ပွဲဟုတ်ပါတယ်ဘယ်အချိန်ဘာမဆိုကြဖြစ်သွားနိုင်တာမျိုးရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်ဘက်ကအတိုင်းအတာတစ်ခုတိပေါ်ပြမြန်မာအသင်းတက်တော့ကျွန်တော်ကဂုံယူရမှာဖြစ်ပါတယ်ဝမ်းတာရမှာဖြစ်ပါတယ်ဒီမှာကျွန်တော် BG က PMGC တောင်းသွားမစိုးရသေးပါဘူး negative comment တွေတော်တော်လေးတွေးမိရတာမျိုးရှိပါတယ်အဲ့လိုပုံစံမမှန်ကြဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျာဒီမှာကျွန်တော်လာပြိုင်တဲ့အသင်းမြန်မာအပါအဝင်ပေါ်ပြတခြားနိုင်ငံအသင်းတွေလည်းအကုန်လုံးက champion ဖြစ်ဖို့အတွက်လာပြိုင်ကြတာ ာဖြစ်ပါတယ်ဘယ်သူမှဆိုချန်ပီယံဖြစ်ချင်ကြမယ်ဆိုတာသိကြပါတယ်ဒိုင်းမဲ့လေချန်ပီယံကတော့တသင်းပဲဖြစ်မှာဆိုတာသိကြပါတယ်အဲ့တသင်းထဲမှာရှိုးမြန်မာဖြစ်ခွင့်ရတဲ့အတွက်ကျွန်တော်ကတော့တော်တော်လေးကိုဂုဏ်ယူပါတယ်ဘယ်အသင်းတက်တက်ပေါ့ဗျာကျွန်တော်ဘက်ကနေတော့ GOA တက်တယ်ဆိုရင်ကျွန်တော်ဝမ်တာမှာဖြစ်ပါတယ် NX တက်တယ်ဆိုရင်လည်းဝမ်တာမှာဖြစ်ပါတယ်ဒီမှာရှိုး YGO ကြီးရမယ်ဆိုရင်မကြသေးခင်အချိန်မှာ Rehat မှာကျင်းပခဲ့တဲ့ PMWC PUBG Mobile World Cup မှာပေါ့ဗျာ ground level မှာတွားအိမ်မှာချန်ပီယံယူခဲ့တာမျိုးရှိပါတယ် ဒီလိုပုံစံမဲ့ကျွန်တော်ကတော့တခြားမြန်မာအသင်းအားလုံးကိုတကယ် global stage မှာမြင်ရှင်တာဖြစ်ပါတယ်အခုကျော် BG ဘက်ကနေပေါ့ဗျာတကယ် ground level ကျွန်တော်ဒီမှာ Thailand မှာကျင်းပမယ်ဆိုရင်ပြောထားတာမျိုးရှိပါတယ် PMGC ပေါ့ဗျာတခြားကျွန်တော်နောက်လာမယ် global stage တွေမှာကြီးရမယ်ဆိုရင်လည်းကျွန်တော်ကတခြားမြန်မာအသင်းအားလုံးကိုမြင်ရှင်တာဖြစ်ပါတယ်ဥပမာ GOE တို့ NX တို့ WIOF တို့တခြားကျွန်တော်မြန်မာအသင်းအသစ်တွေကျော်ထွက်လာတယ်ဆိုရင်နောက်မှာပေါ့ဗျာကျွန်တော်ကတော့အားလုံးကိုပေါ့ဗျာတကယ်ကျွန်တော် global stage မှာမြင်ရှင်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်အမြင်ကျွန်တော်ခန်းစားချက်ကိုဖော်ပြပေးတာဖြစ်ပါတယ်အသင်းတိုင်းအနေနဲ့ global stage မှာဆိုးဖို့ပေါ့ဗျာ ်းချက်ကောင်းကောင်းရှိကြမယ်ဆိုတာသိကြပါတယ်ဒီအတွက်လည်းတော်တော်လေးကိုစူးစမ်းအထောက်ရတာမျိုးတွေရှိပါတယ်ဒီမှာကျွန်တော်ကတော့ဘသူတက်တက်ဖို့ပဲတခြားနိုင်ငံကအတင်းမတက်ဖ ೇನೆ မြန်မာအတင်းတက်တာနေကိုကျွန်တော်ကတော့တော်တော်လေးကိုဝမ်းသားနေပြီပဲဖြစ်ပါတယ်ဗျဒီမှာတငယ်ချင်းတို့လည်းကိုတော်တော်လေးကိုမျောလင့်ထားတဲ့အတင်းပေါ့ဗျာချန်ပီယံမဖြစ်သွားလို့ပေါ့ဗျာဒီမှာကြည့်မယ်ဆိုရင်တခြားအတင်းကိုတွိုင်းမှာ negative comment တွေပါတယ်မလို့ဖို့ကျွန်တော်တောင်းဆိုပါတယ်ဘသူမဆိုကြောစိတ်ထိခိုက်မယ်ဆိုတာသိကြပါတယ်ဒီမှာကိုတကယ်မန်းထားတဲ့အတင်းကိုတကယ်အားပေးနေတဲ့အတင်းကချန်ပီယံမဖြစ်တော့စိတ်ထဲမှာတော့လုံးဝကြုံနေမကောင်းဖြစ်မှာဆိုတာသိကြပါတယ်ဒိုင်းမဲ့လေပေါ့ဗျာအဲ့အ တွက်ကြောင့်ချန်ပီယံဖြစ်သွားတဲ့အသင်းအတွက်မှာ negative comment တွေမလုပ်ဖို့တော့ကျွန်တော်တောင်းဆိုပါတယ်ဗျာဘာလို့လဲဆိုတော့သူတို့လည်းကញ្ញံဝရီးယားကြောင့်ပေါ့ဗျာချန်ပီယံလူတိုင်းကျွန်တော်ပထမမှပြောတဲ့အတိုင်းပဲလူတိုင်းကျော်ချန်ပီယံဖြစ်ချင်တာမျိုးရှိပါတယ်ကျွန်တော်မြန်မာအသင်းဖြစ်တာကိုပေါ့ဗျာကျွန်တော်ဂုံယူရမှာဖြစ်ပါတယ်အပီးရမှာပဲဖြစ်ပါတယ်ဗျာဒီမှာတော်နေမင်းက BGF fan မလို့အဲ့လိုပြောနိုင်တာဆိုရင်ကပြောစရာရှိပါတယ်ဒီမှာကျွန်တော်ပထမမှပြောတဲ့အတိုင်းပဲကျွန်တော်ကတော့ဘသူမှရဲ့ fan မဟုတ်ပါဘူးဗျာမြန်မာအသင်းတွေကိုအပီးနေတဲ့ player တယောက်သာဖြစ်ပါတယ်ဗျာ BG ဘက်ကနေလည်းပေါ့ဗျာ PMGC Global Stage မှာအကောင်းမ ဝင်ဆုံးစောပြသွားမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်ဗျာတကယ်ကျွန်တော်ကဒါနဲ့ပတ်သက်ပြီးမှဘလို့မြင်လဲကွန်မန့်မှာမျှဝေပေးသွားလို့ရပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှက်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးမြင်ကျေးဇူးတင်ရှိပါတယ်ဗျာ